စက်တင်ဘာလ29ရက်နေ့ကအိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်မှာနမေကျော်တရုတ်ဆောင်နိုင်ငံရေးသမား PJ ရဲ့မဲဆက်စည်းရုံးပွဲအတွင်းလူတိုးဝိမှုတွေဖြစ်ပြီးနောက်36ဦးသေဆုံးခဲ့တယ်လို့ပြည်နယ်ဝန်ကြီးချုပ် SK Slaring ကကြေညာထားပါတယ်။ အိတ်လူမှုကွန်ရက်မှာပြည်နယ်ဝန်ကြီးချုပ်ရဲ့ကြေညာချက်အရတည်ဆုံးသူတွေထဲမှာကလေးငယ်ရှုံနဲ့အမျိုးသမီး16ဦးပါဝင်တယ်လို့သိရပါဗျ။ဒီကတည်းကရှိသူ58ဦးရှိပြီး၎င်းတို့ကိုလည်းစီရင်ပို့ထားရပါဗျ။အသက်52နှစ်အရွယ်ပီဂျီဟာတမီရွှေရှင်နယ်ပယ်ရဲ့ထိတ်တဲမျက်နှာတစ်လက်ဖြစ်ပြီးမဲဆယ်ဘွယ်မှာလူရုကိုမိန်ကုံးပြောကြစဉ်လူတိုးဝင်းမှုတွေကြောင့်ကတောင်းကနေဖြစ်ခါမိန်ကုံးပြောကြမှုကိုလည်းရှက်လိုက်ရပါဗျ။အခုဖြစ်စဉ်ကြောင့်ပီဂျီကစိတ်ထိခိုက်ကြေကွဲရကြောင်းနဲ့အသက်ဆုံးရှုံးခဲ့တဲ့ညီကိုမောင်နှမတွေရဲ့ကျန်ရစ်သူမိသားစုတွေနဲ့အတူထပ်တူဝမ်းနည်းရကြောင်း8မှာရှိတင်ခဲ့ပါဗျ။ ဟိန်နူစတန်တိုင်းရဲ့တရင်ဖော်ပြချက်ရာ PG ကိုမြင်တွေ့လို့စိတ်ပြင်းပြတဲ့ Blue Oak Bay တရီကအကာယန်တွေစီဒလဟောတူဝိလာယာကနေလူနှင်းခံရမှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်ကိုစစ်ဆေးဖို့ပြည်နယ်ဝန်ကြီးချုပ်ကကော်မရှင်တရက်ကိုတာဝန်ပေးထားပြီးတည်ဆုံသူတွေအတွက်နှစ်နာကြီးရူပီသက်တမ်းစီပေးရမယ်လို့ဆိုပါရယ်။အိန္ဒိယမှာစီမံခန့်ခွဲမှုညံဖြစ်လာကြောင်းလူအစုလိုက်အပြုံလိုက်ပါဝင်တဲ့ပွဲတွေမှာလူတို့မှုတွေမကြာခဏဖြစ်တတ်ပါရယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းကမ္ဘာအကြီးဆုံးဘာသာရေးပွဲတော်ကမ္ဘာလာကိုအိန္ဒိယနိုင်ငံမှာကျင်းပစဉ်ကလည်းလူတို့မှုတွေဖြစ်ခဲ့ပြီးလူ30ဦးတည်ဆုံခဲ့ပါသေးတယ်။